မများတို့စဉ်းစားနော်ခမများတို့စဉ်းစားအချိန်အချိန်ပြည့်ခမများတို့ဘောကြီးပဲမဖို့အတွက်မစဉ်းစားနဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခမများနေ့စဉ်ထူးဆင်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေကျန်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခမများအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကိစ္စလေတဲ့ဘုံချဲတဲ့ကိစ္စဖြစ်သွားတယ်ဖြစ်သွားတဲ့အခါပါအာကျွန်တော်တို့တည်တည်ချာချာကျွန်တော်တို့စဉ်းစားမယ်နံပါတ်1တစ်ချက်စဉ်းစားမယ်အဲ့ဒါနံပါတ်1တစ်ချက်ကျွန်တော်တို့စဉ်းစားမယ်အရာတစ်ခုကတော့ကျောင်းမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာကပြည်တွင်းစစ်ဖြစ်တယ်နော်ပြည်တွင်းစစ်ဖြစ်တယ်နံပါတ်1ကပါလဲ မြန်မာနိုင်ငံမှာအခုဖြစ်ပျက်နေတဲ့အရာပါလေပြည်တွင်းစစ်ဖြစ်တယ်ပြည်တွင်းစစ်ဖြစ်တယ်နံပါတ်1ထပ်ပြီးတော့မှစဉ်းစားရမှာကမြန်မာပြည်မှာဖြစ်တဲ့ပြဿနာသည်ဒါအမှန်တမ်းပြောရမယ်ဆိုအိမ်တွင်းပြဿနာအိမ်တွင်းပြဿနာပြည်တွင်းရေးပြဿနာလို့ဒါကျွန်တော်တို့ပြောရအဲ့တော့အိမ်တွင်းပြဿနာပြည်တွင်းရေးပြဿနာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေဒီဖြေရှင်းတဲ့အခါမှာနော် လေရင်သုံးစရာလိုသလားဆိုရင်လေသုံးစရာလုံးဝမလိုပါဘူးလေသုံးစရာမလိုဘူးနောက်ပြတော့မှမြန်မာနိုင်ငံမှာနိုင်ငံတော်အထိုင်မြင်ငံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ပြည်သူလူထုရဲ့ခေါင်းဆောင်နိုင်ငံတော်အထိုင်မြင်ငံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုသူတို့တွေဒီဖန်တာလာဒီအချိန်ကာလကြာလာတဲ့အခါကျတော့မျက်နှာဖုံးနေ กว่าจะลาเนาะญณพ้องนี่ตรุตะพี้ๆเนี่ยกว่าจะลาได้ไอ้นี่กว่าจะลาได้อย่าทีตุยูตายูไม่หอบเนาะอะเราดาเราတို့ပြောခြင်းเลยเนาะกว่าจะลาได้ตุยูตายังไม่หอบอะเราดาเราတို့อ่ะอธุตริถายามาเนาะกว่าจะลาได้အဲ့တော့မျက်နှာဖုံးနေတဖြည်းဖြည်းကွာကျလာတယ်เนาะအဲ့ဒီကွာကျလာတာဒီသူယူသားရောမဟုတ်ဘူး ဒါကျွန်တော်တို့ကတစ်ချက်ပြောပြချင်ပါတယ်။เนาะအဲ့တော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကို9နှစ်လောက်ထိဖမ်းစရာဘာအကြောင်းမှမရှိဘူး။အဲ့တော့နောက်ကွယ်မှာဘယ်သူတွေရှိတယ်လဲဆိုလို့ရှိရင်တခါလဲပြောလိုက်တော့နောက်ကွယ်မှာရုရှားရှိမယ်တရုတ်ရှိမယ်တရုတ်ကတော့မြန်မာနိုင်ငံနဲ့အနီးဆုံးပဲအမွေဆုံးပဲเนาะနောက်မြန်မာနိုင်ငံမှာအခုလိုမျိုးဖြစ်ပျက်လာတဲ့ပြဿနာတွေအားလုံး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 ဒီ ကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒီနွေဥတော်လိုင်းပြီးလို့ရှိရင်ခီးမြတ်များသွားပါနော်ကရင်ပြည်နယ်လည်းမြန်မာသွားကချင်ကယားကရင်ချင်းဘဘမော်ရခိုင်ချင်းခီးမြတ်များသွားနော်အချမ်းမဲစစ်ကောင်စီရဲ့ပြည်တွင်းထဲမှာလှောင်အိမ်ထဲမှာတော့ခတ်ပြီးတော့မှတိမ့်ထားတဲ့ဘဝမျိုးနဲ့မနေပါနဲ့လို့ကျွန်တော်အနေနဲ့အကြံပြုပြစေနော်အဲ့တော့ဒီကျွန်တော်တို့ဒီပြည်တွင်းပြည်ထနာတာပြီးသွားလို့ရှိရင်တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးခီးမြတ်များသွားပါ ။ဘာဖြစ်လို့ခီးမင်းများသွားခိုင်းတာလဲဆိုလို့ရှင်အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်တွင်းမှာတိုင်းသားတွေနဲ့ရန်တိုက်ထားတာတွေအညာသူအညာသားတွေနဲ့ရန်တိုက်ထားတာတွေတောင်နှန်းဒေသမြေပြန့်ဒေသနဲ့ပတ်သက်ပြီးတော့မှသွေးကွဲအုပ်ချုပ်တာတွေကိုသိမြင်ဖို့အတွက်ဖြစ်တယ်။အခုအညာမြေမှာနော်တိုက်လိမ်နဲ့ဘုံကျဲသွားတယ်။ရန်ကုန်မြို့မှာရှိနေတဲ့မြို့ပေါ်မှာရှိနေတဲ့လူတွေက night club ကိုတက်တက်မပြတ်ဘူးပေါ့နော်တချို့ကလည်းမန္တလေးမှာဆိုလို့ရှိရင်လည်း night club ကိုတက်မပြတ်ဘူးပျော်လို့ပါလို့ကောင်းလို့ရှင်လို့ရုံးပဲအဲ့ဒီအတိုင်းပဲအဲ့ဒီအတိုင်းပဲဒါကျွန်တော်တို့ပုံမှန်သွားကြတာပုံမှန်ရှင်သန်ကြတာဒါကျွန်တော်တို့တွေ့ရအဲ့တော့ဒါကျွန်တော်တို့သတိထားပါအဲ့တော့မြန်မာနိုင်ငံမှာအခုဖြစ်ပြနေတဲ့ပြဿနာတော့ကုလကုလလည်းဟိုအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ကုလကလည်း အကြမ်းစစ်ကောင်စီကိုကူပေးနေတဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်နော်တကယ်ဆိုလို့ရှိရင်ကူလာလဲဒါပြည်သူလူထုပြည်သူလူထုနဲ့ပတ်သက်တဲ့အရာတွေပြည်သူလူထုဘာခံစားနေရတဲ့အရာတွေသူတို့လိုက်ကြည့်ရမယ်မြန်မာနိုင်ငံမှာရှိနေတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကစကားစားနဲ့ပေါင်းစားပေါင်းကြံကိုနေကိုနေနေတယ်ဆိုတာဒါကျွန်တော်တို့ကဘာမှပြောစရာမလိုတော့ငါနဲ့အတိုင်းတာမြန်မာနိုင်ငံမှာလေအခြေခံပြည်သူလူထုဒုက္ခရောက်မှာ အခြေခံပြည်သူလူထုစင်စင်ရဲ့ရောက်မှာသူတို့တွေကအလုတ်ဖြစ်တယ်လို့ပဲဒါကျွန်တော်အနေနဲ့သုံးသပ်တာငါနဲ့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံအရင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သူတို့ဘာမှအားနာစရာမလိုအားနာစရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကရင်တိလဲကျွန်တော်တို့ထိတာပဲရခိုင်တိလဲကျွန်တော်တို့ထိတာပဲအညာသူအညာသားတွေအခုလိုမျိုးတွေးတဲ့အတိုင်းဟိုဖြစ်တာလဲဒါကျွန်တော်တို့ထိတာနော်ကချင်တိလဲကျွန်တော်တို့ထိတာပဲရှမ်းတိလဲကျွန်တော်တို့ထိတာပဲဘသူနာလဲကျွန်တော်တို့မြန်မာနိုင်ငံ သူမြန်မာနိုင်ငံသားတွေနားတာဗျကြားထဲကဘသူဆွဲပြီးတော့မှအမျက်ထုတ်လဲဆိုတရုတ်ကအမျက်ထုတ်တယ်အကောလုံးအဲ့တော့ဒီလင်ပဲနေသည်တိုင်းလျင်မောင်းတဲ့လူတွေသည်နော်ခင်ဗျားတို့ကပညာတတ်လို့ကျွန်တော်တို့ကစင်းမစွဲတော့ဘူးတမိုင်းတပွေးမှာဒီຫນွေဥတော်လိုင်းမှာအချမ်းမစစ်ကောင်စီရဲ့အောက်မှာရှိနေတဲ့ကောင်တွေကလင်မောင်းတဲ့ကောင်တွေကခင်ဗျားတို့ပညာတတ်မဟုတ်ဘူးဗျနော်ပညာတတ်မဟုတ်ဘူးကျွန်တော်တို့လင်မောင်းတဲ့လူတွေကိုကျွန်တော်တို့တွေ့ဘူးတယ် နောက်ပညာတတ်လင်ရင်မောင်းတဲ့လူတွေကိုကျွန်တော်တွေ့ဘူးတယ်။နောက်ပညာတတ်ဒါကျွန်တော်တို့ဟိုစစ်စင်ရေးမှာဥဆောင်တဲ့လူတွေကိုလည်းတွေ့ဘူးတယ်။ဒါပေမဲ့ခင်ဗျားတို့ကတကယ်ကောက်ချစ်တဲ့ယုံပါတဲ့လူတွေကြီးပဲ။ခင်ဗျားတို့ကတရုတ်တရုတ်ကျိုးကမှုအောက်မှာတရုတ်ကျွန်ကြတော့ခံတယ်။နော်တရုတ်ကျွန်ခံပြီးတော့မှတရုတ်ရဲ့ကျိုးဆွဲရတယ်တရုတ်ကွန်မြူနီရဲ့ကျိုးဆွဲရတယ်ခင်ဗျားတို့ကစကားတွေနားထောင်နားထောင်ပြီးတော့မှပြည်သူလူထုရဲ့စကားကြတော့နားမထောင်ဘူးပြည်သူလူထုတိုက်ရဲတယ်ဖျက်ရဲတယ်။နောက်ပြီးတော့မှ ဟိုဒဇင်ဥတို့ဇော်ဘုံဟိန်တို့ကျော်စိုးဥတို့သူတို့တွေဘက်ကနေပြီးတော့မှအတန်နေထွက်လာကြတယ်။ចောင်းကိစ္စနဲ့ပတ်သက်ပြီးတော့မှအတန်နေထွက်လာကြတာကိုကျော်ဒါဒါကြတော့တွေ့ရပြည်သူလက်နက်ကင်တာသည်ဘာကြောင့်ကင်တာလဲအဲ့ဒါခင်ဗျားတို့စဉ်းစားပြည်သူလက်နက်ကင်တာသည်ပြည်သူတွေလက်နက်တွေထုတ်လုပ်တာတာသည်ဘာကြောင့်ထုတ်လုပ်တာလဲခင်ဗျားတို့စဉ်းစားနော်ခင်ဗျားတို့စဉ်းစားအချင်းအချင်းပြည့်ခင်ဗျားတို့ဘောကြီးပဲမဟုတ်တော့မစဉ်းစားနဲ့ နော်ခမရတို့ဒီအခုပြញ្ញက်ကိုင်းတဲ့တစ်တော်မှာခမရတို့တွေဒီတက်လာတဲ့အရာတွေအားလုံးအားလုံးနဲ့ပိုက်တက်ပြီးခမရတို့တွေဒီပြန်ပြီးတော့မှပြည်သူလူထုကိုစိုက်ဝါးပြန်လုပ်နေတဲ့အကွက်တွေဒါပေမဲ့ကျွန်တော်ပြောပြမယ်ပြည်သူဒီလက်နက်ကိုင်နာသည်သူ့ကျုံမခံခြင်းလို့ကိုင်နာသဘောပေါက်လားနော်ခမရတို့အကြမ်းမဲ့စစ်ကောင်စီ main online လို့တရုတ်ကျုံခံမှုတော့သူတို့လက်နက်ကိုင်နာမဟုတ်ဘူးခမရတို့အကြမ်းမဲ့စစ်ကောင်စီလို့ရုရှားကျုံခံမှုတော့သူတို့လက်နက်ကိုင်နာမဟုတ်ဘူးသဘောပေါက်တယ်နော် ။သဘောပေါက်တယ်နော်။အဲ့တော့တေချာစဉ်းစားနော်။ခမရတို့အခုအကြမ်းမဲ့စစ်ကောင်စီအတွက်ရှင်သန်ရက်တီဗီပြောနေတဲ့ကောင်တွေခမရတို့တွေဒီဘယ်ခီးမောင်တော်မှုတဲ့ကောင်တွေမဟုတ်ဘူး။ကရင်ပြည်နယ်လည်းခမရတို့လာဘူးတာလည်းမဟုတ်ဘူး။နော်၊ကယားပြည်နယ်လည်းခမရတို့မလာဘူး။ရခိုင်ပြည်နယ်လည်းခမရတို့မလာဘူး။ကချင်ကယားကရင်ချင်းဗမာမော်ရကချက်ဗမာလူမျိုးတဲ့တော်မှအညာသူအညာသားတွေရဲ့အောက်ချုပ်တဲ့ဒေသတော်မှာမတော်ရင်မလာတဲ့ကောင်တွေကထားပြီးတော့မှလောင်နေတယ်ဆိုတဲ့ယာယာရုပ်တိမရှိဘူးခမဲတို့တခါလဲပြောပြ နော်ခင်ဗျားတို့တခါတည်းပြပြမယ်နေဝင်းသမီးရနိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစိန်ခေါ်တယ်အဲ့ဒါဘာစိန်ခေါ်ရလဲဆိုလို့ရှိရင်တဏ္ဍပြပြိုင်မလားလို့စိန်ခေါ်ရတာခင်ဗျားတို့မှန်တာနော်တဏ္ဍပြပြိုင်မလားဆိုပြီးနေဝင်းသမီးရနိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစိန်ခေါ်ထားတာရှိတယ်နော်စိန်ခေါ်ထားတာရှိတယ်နိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တစ်ချက်ပဲပြောတာလား မင်းတို့ကတနက်ချင်းရှင်ပြိုင်ပြစ်တာပြင်းရှင်ပြိုင်မလားလို့ပြောတာဟာလားပြည်သူကြားတဲ့လမ်းလျှောက်ပြိုင်မလားရှင်းရှင်းပဲပြောပြပြည်သူကြားတဲ့လမ်းလျှောက်ပြိုင်မလားနော်အခုတော်လန်ရေးကဘာမှတော့ခွဲစရာမလိုဘူးတိုင်းတာလည်းခွဲစရာမလိုဘူးတောင်နဲ့ဒေသလည်းခွဲစရာမလိုဘူးအားလုံးအတူတကွပူပေါင်းပြီးတော့မှ တရုတ်ကွန်မြူနီရဲ့လက်အောက်မှာရောက်နေတဲ့အချမ်းမစစ်ကောင်စီကိုတော်လှန်နေတာခင်ဗျားတို့သိဖို့အရေးကြီးတယ်။အောက်မှာပေါက်ပြတ်80 comment လာမရင်းနဲ့နော်။ဘာဖြစ်လို့ဆိုတော့ခင်ဗျားတို့ဒီ live ပိုင်ရှင်သည်ခင်ဗျားတို့ထက်အများကြီးမြင်တယ်။ဒါကျွန်တော်ပို့ပြောပြတယ်။နော်အောက်မှာအောက်မှာခင်ဗျားတို့ရေးချင်တဲ့ comment လာရေးလို့တော့မရ။အခုကျွန်တော်တို့အခု live ပိုင်ရှင်သည်နော်အခု live ပိုင်ရှင်သည်အဲ့ဒါဆိုလို့ရှိရင်အခု အကြမ်းမဲ့စစ်ကောင်စီကကွန်မြူနစ်ဝါဒကိုအတုံးချနေတာကွန်မြူနစ်ဝါဒကို သူဒီလက်ခံနေတာအဲ့ဒါဗမာလူမျိုးနဲ့မဆိုင်ဘူးတဘောပေါက်လားအောက်မှာဗမာလူမျိုးဆိုပြီးတော့မှလာပြီးမှိုင်းတိုက်တဲ့ကောင်အခုဗမာလူမျိုးကိုယ်တိုင်ကတော်လန်နေတာခမည်းမျက်လုံးကန်းနေသလားခမည်းမျက်စိကန်းနေသလားဗမာလူမျိုးကိုယ်တိုင်ဒီကွန်မြူနစ်ရဲ့လက်အောက်မှာရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြန်စော်နေတာပြန်တိုက်နေတာ ခမားမျက်လုံးကန်းနေလားဟင်မစင်းသာတတ်ဘူးလားဟမ်အရင်ကနေသိရမယ်ဆိုတော့မှလာမပြောနဲ့အခုလက်ရှိခမားဗမာလူမျိုးကိုယ်တိုင်ကွန်မြူနစ်ရဲ့လက်အောက်ကိုရောက်နေတဲ့အချမ်းမဲ့စစ်ကောင်စီကိုတော်လှန်နေတာခမားလက်ခံသလားဗမာဗမာဆိုတော့မှခမားလာမိုင်းမတိုင်းနဲ့ ဗမာလူမျိုးကိုတိုင်ကွန်မြူနီရဲ့လက်အောက်မှာရှိနေတဲ့အကြမ်းမဲ့စစ်ကောင်စီကိုပြန်တိုက်နေတယ်ဆိုတာခမည်းနားမလဲဘူးလားဟင်ခမည်းထမင်းစားလားချီးစားလားတော်ကြောက်ပြောပြီး2025မှာချီးစားတဲ့အုံနောင်နဲ့ခမည်းဒဏ်ရာဒဏ်ချက်တွေလာမစွန်းနဲ့သဘောပေါက်တယ်နော်ခမည်းစဉ်းစားတရုတ်ကွန်မြူနီရဲ့လက်အောက်မှာကျွန်းခံနေတဲ့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လားတရုတ်ကိုသွားတာလဲခမည်းမတွေ့ဘူးလား အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်ကွန်မြူနီရဲ့ဩသာဖြစ်နေတဲ့ရန်ချားစီကိုတော့လာခင်ဗျာမတွေ့ဘူးလားမတွေ့ဘူးလားပြောလေပြန်သင်ပေးလိုက်မယ်ပေါင်း180လမ်းမမှန်းတဲ့ခင်ဗျာစာပြန်သင်ပေးမယ်အခုအကြမ်းမဲ့စစ်ကောင်စီဒီဘယ်သူရဲ့လက်အောက်မှာရှင်းတန်းနေလဲဖြေလေးလားဆိုရင်အကောင့်တူးနဲ့လာမမှန်းတဲ့ follower အဖြစ်6ပဲရှိတယ်။နိုင်ငံရေးချန်ပီယံအကောင့်ကိုသုံးပြီးတော့မှ brain wash လာမလုံးနဲ့နော်။မင်းတို့မိသားစုမင်းတို့ brain wash လုပ်လို့ရမယ်။မင်းတို့အတိုင်းဝိုင်းမင်းတို့တွေဒီဒီလိုမျိုးတိကျသေချာသောအတွေးအခေါ်မရှိတဲ့အရာတွေအလုံးခင်ဗျားတို့ဒီမှိုင်းတိုက်လို့ရမယ်။သဘောပေါက်လား။သဘောပေါက်လား။အခုအချမ်းမဲ့စစ်ကောင်စီဒီ community ရဲ့လက်အောက်မှာရှိတယ်။ community ရဲ့လက်အောက်ကိုခင်ဗျားဘာပြောလို့မပြောရလဲ။ဟမ် ပြောလေခမရကုမျိုးနဲ့ရဲ့လက်အောက်ကလက်အောက်မှာရှိနေအောင်ခမရဘာဖြစ်လို့မပြောတာလဲဗမာကိုလာအပြစ်မတင်နဲ့တင်းကြောင်ပြီးမပြောနဲ့နာမည်တက်ပြီးပြောလို့ရတဲ့ခင်မနာမည်တက်ပြောကုမျိုးနဲ့ရဲ့လက်အောက်မှာကုမျိုးနဲ့ရဲ့လက်အောက်မှာကျွန်သွားခန်းတာဘာလို့လဲအခုကပြောနေကုမျိုးနဲ့ရဲ့လက်အောက်မှာကျွန်သွားခန်းတာဘာလို့လဲတယောက်နဲ့သွားတွေ့တာခမရမျက်လုံးကန်းနေလား ရုရှားနဲ့တော့တွေ့တာခမမျက်လုံးကန်းနေလားနိုင်ငံကြီးကြားပြန်အကောင့်အတုနဲ့ brain wash လုပ်ဖို့မစင်စားနဲ့နော်ငါပြောပြမယ်အခုကဗမာကစိုးနေတာမဟုတ်ဘူးအာနာယူခရိုနီအာနာယူတွေစိုးနေတာမင်းအဲ့လိုပြောလေဗမာဗမာလာပြီးတော့မှနမယ်လာမတက်နဲ့ခရိုနီအာနာယူမင်းကငါပြောပြမယ်အာနာသိမ့်တဲ့အခါမှာ အာနာသိမ့်တဲ့အခါမှာဘသူတွေအစည်းအဝေးအရင်လုပ်လဲအဲ့ဒါဆိုပြောအာနာသိမ့်တဲ့အခါမှာဘသူတွေအစည်းအဝေးအရင်လုပ်လဲပြောပြောလေမင်းအောင်လိုက်ဘဲကောင်းတွေကိုအရင်ခေါ်တွေ့လဲဟမ်မင်းကထိုင်းရောက်ရွှေမြန်မာတွေမသိဘူးများမင်းတို့ထင်နေသလားဒီကိစ္စတွေမင်းအောင်လိုက်အာနာသိမ့်တဲ့အခါမှာပထမဦးဆုံးတွေ့တာဘသူတွေလဲပြောဒါတော့ပွဲကြည့်ပွဲကောင်းမယ်နော်မင်းတို့အတွေးခေါ်ဘယ်လောက်ရှိသလဲငါတို့အတွေးခေါ်ဘယ်လောက်ရှိသလဲပြိုင်မယ် နော် brain wash လာလို့ဘုံစဉ်းစားနေနော်ဟဲ့လားတိုင်းသားတွေနဲ့ဗမာလူမျိုးတွေနဲ့သွေးခွဲဖို့တည်းလဲလာမစဉ်းစားနဲ့မင်းအောင်လဲအာနာတိတ်တဲ့အခါမှာဘသူတွေကိုအရင်ဆုံးခေါ်တွေ့လဲပြောပြောဒါလေးတော့မသိလို့ရှိရင်တော့မင်းငါတို့အတိုင်းဝိုင်းဝင်မလာနဲ့တော့မင်းအောင်လဲအာနာတိတ်တဲ့အခါမှာဘသူတွေကိုအရင်ဆုံးခေါ်တွေ့လဲမင်းမပြောငါပြောမှာနော် မင်းအောင်လိုက်နမဲအတိကြပြောအဖွဲစီအတိကြပြောလာပြီး brain wash လာမလို့နဲ့မင်းထိုင်းရောက်ရွှေမြမာတွေရော brain wash လာလို့လို့မရဘူးအခုခေတ်ကစင်ကာပူရောက်ရွှေမြမာတွေရော brain wash လုပ်လို့မရဘူးမလေးရှားရောက်ရွှေမြမာတွေရော brain wash လုပ်လို့မရဘူးနိုင်ငံတကာရောက်မြန်မာပြည်သူပြည်သားတွေကိုပြည်တွင်းမှာကြံခဲ့တဲ့မြန်မာပြည်သူပြည်သားတွေကိုမင်းတို့ brain wash လုပ်လို့မရဘူးအခုထပ်မင်းမယ်မင်းအောင်လိုက်အာနာသိမ့်တဲ့အခါမှာဘယ်အဖွဲစီကိုအရင်ဆုံးခေါ်တွေ့လဲပြော ဲ့ဒါမပြောနိုင်မင်းငါတို့ရဲ့ဒီနိုင်ငံကြီးလောကထဲကိုဝင်းမလာနဲ့ရှင်းရှင်းပဲပြောပြဝင်းမလာနဲ့ဒါလေးတော့မပြောတတ်ဘူးဆိုလို့ရှိရင်ကြံတဲ့ဗမာကိစ္စတွေပါကြီးအတ္တလာမဟာနဲ့တော့ကြံတဲ့တိုင်းသားကိစ္စလည်းဗမာလာမဟာနဲ့တော့အတ္တမဟာနဲ့ဘာဖြစ်လို့လဲမင်းတို့ရဲ့အုံနောက်ကတိကျသေချာတဲ့ data အချက်လက်ကိုမပြောနိုင်လို့ရှိရင်တိုင်းသားတွေတို့အစိတ်တောက်ဖြစ်သွားတယ်အညာသူအညာသားတွေတို့အစိတ်တောက်ဖြစ်သွားတယ်အုံနောက်ကအစိတ်တောက်လာမန်းတာဖြစ်သွားတယ် အခုမင်းအောင်လိုင်အာနာစသိမ်းတဲ့အချိန်မှာဘသူတွေကိုအရင်ဆုံးခေါ်တွေ့တယ်လေပြောငါခေါင်းခေါက်လိုက်ရငါခေါင်းခေါက်လိုက်ရ2025ရောက်ပြီအုံတော့မပွင့်လာဘူးမင်းတို့ထမင်းမစားဘူးသီလားမင်းတို့ထမင်းမစားဘူးမင်းတို့ချီစားပြီးကော်မန့်လာမှန်ဒီအချိန်မှာငါပြောရင်မိုက်မရိုင်းတော့ဘူးမင်းတို့ထမင်းမစားဘူး ်မင်းအောင်လိုင်းအာနာစသိမ့်တဲ့အခါမှာဘသူကိုအရင်ဆုံးတွေ့လဲပြောရှက်စရာကြီးတေချာတိလားဆိုတော့တေချာမသိဘာမှလည်းနားမလဲမှတ်ထားမင်းအောင်လိုင်းအာနာစသိမ့်တဲ့အခါမှာ UMFCCI မှာတေချာမှတ်တာနော်မြန်မာနိုင်ငံမှာ ဘယ်ဘယ်အဖွဲ့အစည်းတွေဘလို့ရှိတယ်ဆိုတော့ဘာမှတော့မှနားမလဲပဲနဲ့မင်းနိုင်ငံရေးလောကထဲမှာစီးပွားရေးလောကထဲမှာမင်းတို့ဘာမှဝင်ပြောလို့မရဘူး။ဘာဖြစ်လို့လဲ။မင်းတို့ကောင်တွေက brain word လုပ်ဖို့အတွက်ပဲသိတာ။မြန်မာနိုင်ငံမှာဘယ်ဟာကပါနော်အမျိုးဘာသာသာသနာဘာညာဆိုတဲ့အရာတွေအားလုံးအားလုံးလာမပြောနဲ့အောင်မင်းအောင်လှိုင်သည်ပထမဦးဆုံးသောအာဏာသိမ်းတဲ့အခါမှာ UMFCCI မှာရှိနေတဲ့ကောင်တွေကိုအရင်ခေါ်တွေ့တာ။ နမည်နဲ့အတိအကျပြောဖို့တော့တော့လိုအပ်တယ်အာနာသိန်းနာဘသူတွေသိန်းနာလဲဘာမှသိန်းနာမဟုတ်ဘူးမင်းအွန်လိုင်းနဲ့ခရိုနီနဲ့အာနာရှင်တစုပေါင်းသိန်းကြတာသဘောပေါက်လားတရုတ်တရှိုတွေနဲ့ပေါင်းပြီးတော့မှပေါင်းသိန်းကြတာပေါင်းလုံးကြတာအဲ့လိုပြောတတ်ရတယ်နိုင်ငံရေးဆိုတာအချက်အလက်အတိအကျပြောရတယ်အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာ CDM မလုပ်တဲ့အဖွဲ့အစည်းဆိုရင် UMFCCI က CDM မလုပ်ဘူးအဲ့လိုပြောလေ ဘာလဲအောက်ကနေမိုင်းတိုင်မယ်လူမျိုးကြီးနဲ့မိုင်းတိုင်မယ်ဘာသာကြီးနဲ့မိုင်းတိုင်မယ်အဲ့ဒါမင်းမိသားစုထဲမှာပဲမင်းချီစားပြီးပြောတဘောပေါက်လားမင်းအွန်လိုင်းအာနာစသိမ်းတဲ့အခါမှာ UMFCCM မင်းပထွေးတွေကိုအရင်ဆုံးခေါ်တွေ့တာမင်းအမေလင်းတွေကိုအရင်ခေါ်ဆုံးခေါ်တွေ့တာတဘောပေါက်လားတဘောပေါက်လားမင်းအောင်လာအာနာစာသိမ်းတဲ့အချိန်မှာမင်းအောင်လာရဲ့အရှိမဘသူတွေရောက်သွားတာလဲ ဟမ်အခုအေးအေးကသိမ်းထားတဲ့ငပလီမှာရှိနေတဲ့ဟိုတယ်တွေ resort တွေဆိုတာအေးအေးကသိမ်းချင်လို့သိမ်းတာမဟုတ်ဘူးမင်း online နဲ့ခေါ်တွေ့ပြီးတော့မှလူပန်းဝါးတဲ့ကောင်းတွေကိုအေးအေးကပြန်ကျွေးထားတာမှတ်ထားသဘောပေါက်လားရခိုင်ပြည်နယ်မှာရှိနေတဲ့ Amazing Holiday တို့ဘားတို့ညာတို့အဲ့ဒီရဲ့အပေါ်မှာရှိနေတဲ့ Chronic တွေရဲ့နာမည်တွေကိုမင်းတို့ပြောလိုက်မင်းတို့ယူသွားလိုက်မယ်အဲ့လိုမျိုးကောင်းတွေကိုမင်းအောင်လာအရင်တွေ့တာ သဘောပေါက်လားမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘန်ပြောလာအောင်မယ်အဲ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘန်မှာအခုအထက်ကနေအုပ်ချုပ်တဲ့ကောင်တွေကအမြောက်တက်ကလာတဲ့ကောင်တွေသဘောပေါက်လားသဘောပေါက်လားပြောချင်ရင်မြန်မာနိုင်ငံရေးကို ပြောချင်ရင်မင်းအွန်လိုင်းအာနာဘလို့သိမ့်တယ်လဲရှင်းပြတတ်ရတယ်နော်ပြောပြတတ်ရတယ်အကုန်သိမ့်ကြုံပြီးပြောလို့မရဘူး မင်းတို့အဲ့လိုမျိုးဗမာလူမျိုးဗမာလူမျိုးသွားပြီးတော့မှမင်းတို့တွေဒီအပြစ်သွားတင်လို့မရပြန်ဘူးဒီတစ်ခါတော်လန်ရေးကဗမာလူမျိုးကိုယ်တိုင်တော်လန်တာသဘောပေါက်လားရှင်းတယ်နော်မင်းတို့မင်းအွန်လိုင်းကအရင်ဆုံးခေါ်တူတဲ့ UMFCC အဲကကောင်နေကြတော့မင်းတို့ဘာဖြစ်လို့မပြောရတာလဲမင်းတို့ဘာသာဘာပိတ်ထားတာလဲဟမ် brain one လောက်ချင်နေတဲ့ကောင်နေဟမ် တိုင်းသားတွေနဲ့ဗမာလူမျိုးတွေနဲ့ဝါလာတိုက်ချင်းတဲ့ကောင်တွေမင်းတို့မင်းအောင်လိုင်းအာနာစသိမ့်တဲ့ခါမှာမင်းအောင်လိုင်းအရင်ဆုံးခေါ်တွေ့တဲ့ UMFCCI ဟမ်ပြောလေအချက်အလက်ကိုတိတိကျကျပြောရရတယ်အဲ့ဒါကိုမပြောရဘဲနဲ့အောက်ကဒီဘက်မှာဇွတ်လာပဲမပြောနဲ့စောက်ရက်꿰သွားမယ်သဘောပေါက်လားအုံနောက်ကလေတိတိလေးနဲ့လာမမှန်းနဲ့ အကောင့်အဆင့်နဲ့လာခဲ့အကောင့်အတုနဲ့မလာနဲ့သဘောပေါက်လားနိုင်ငံရေးကျိုးစင်ပေါ်တက်ချင်တယ်ဆိုလို့ရှိရင်အကောင့်အဆင့်နဲ့လာခဲ့ပြင်အပြင်မှာလည်းရှင်းရအောင်လို့သဘောပေါက်လားအပြင်မှာလည်းရှင်းရအောင်လို့အကောင့်တုနဲ့ခိုးကြောင်ခိုးပွားနဲ့ဝါဒမှိုင်းမတိုင်နဲ့အပြင်မှာလည်းရှင်းရအောင်လို့အပြင်မှာလည်းနိုင်ငံတကာစစ်ခုံရုပ်ပေါ်မှာတက်ရအောင်လို့အပြင်မှာလည်းလူလူနဲ့တွေ့ဆုံပွဲလုပ်ရအောင်လို့ အေးမင်းတို့အဲ့လိုမျိုးသားမလုံရဲပဲနဲ့အောက်ကနေလူမျိုးရေးဝါဒတိုက်မယ်ဟိုကဝါဒတိုက်မယ်ဆိုလို့ရှိရင်မင်းတို့မြန်မာနိုင်ငံသားမဟုတ်ဘူးမြန်မာနိုင်ငံသူမြန်မာနိုင်ငံတိုင်းသားတွေနဲ့ဗမာလူမျိုးတွေနဲ့အဲ့လိုမျိုးတိုက်လေကောင်းလေပဲဟာလားအဲ့လိုမျိုးတွေတိုင်းသားတွေနဲ့အာရခိုင်လူမျိုးတွေပြဿနာတက်လေကောင်းလေပဲမင်းတို့အဲ့လိုမျိုးဖန်တီးတာအခုကအကုန်လုံးစီးလုံးသွားပြီမစည်းလုံးတာကတရုတ်ကွန်မြူနီရဲ့ဂျွန်ခံနေတဲ့ကောင်တွေပဲမစည်းလုံးတာ မစည်းလုံးတာရုရှားကွန်မြူနစ်ရဲ့လက်အောက်ကိုဝါသားကိုခံယူနေတဲ့ကောင်တွေပဲမစည်းလုံးတာသဘောပေါက်လားသဘောပေါက်လားလင်းစီဝယ်ဖို့အတွက်ပတ်စံဘသူပေးလဲဟမ်ပြောလင်းစီဝယ်ဖို့အတွက်ပတ်စံဘသူပေးလဲဘသူထုတ်ပေးလဲပြောနေအဲ့ဒါဆိုရင်ပြောနေလင်းစီဝယ်ဖို့အတွက်ပတ်စံဘသူထုတ်ပေးတာလဲပြောအညာမျိုးကိုဘုံကျဲဖို့ ကရင်ပြည်နယ်ကိုဘုံကျဲဖို့ကချင်ပြည်နယ်ကိုဘုံကျဲဖို့ချင်းပြည်နယ်ကိုဘုံကျဲဖို့ရခိုင်ပြည်နယ်ကိုဘုံကျဲဖို့လင်းစီဝယ်ဖို့အတွက်ပတ်စံဘသူထုတ်ပြရလဲပြောဝါနာကောင်းကောင်းတိုက်ချင်နေတဲ့ကောင်တွေပြောလေပြောလေမင်းတို့ပထွေးတော်ထားတဲ့တရုတ်ကွန်မြူနီထုတ်ပြတာမဟုတ်ဘူးလားမင်းတို့ပထွေးတော်ထားတဲ့ရုရှားကွန်မြူနီထုတ်ပြတာမဟုတ်ဘူးလားနာအောက်တန်းသားတွေဖြေးစမ်း မင်းတို့အုံနောက်ထဲမှာ brain wall လောက်ခံနေရတဲ့အုံနောက်အမျိုးသားတွေဖြေးစားဒီအညာမျိုးကိုဘုံကျက်ဖို့တဲ့လင်းစီဘသူထုတ်ပေးတာလဲဟင်တိုင်းသားဒေသတွေကိုဘုံကျက်ဖို့တဲ့လင်းစီ၅နှစ်လုံးလုံးမပြတ်တမ်းလင်းစီဝင်နိုင်ဖို့တဲ့ဘသူထုတ်ပေးရလဲဒါလည်းတော့မစဉ်းစားတတ်ဘူးလားဟမ်မင်းထမင်းစားတာလားချီးစားတာလားလောင်နေတာမဟုတ်ဘူး ဘိုးကျော်အောင်ဆန်းရှိလို့ချင်းမင်းအောင်လိုင်းဒီပါရခံရမှာမှတ်ထားတရုတ်ကိုအပြစ်မတင်ပါနဲ့လို့ပြောနေတဲ့ကောင်ငါထပ်ပြောလိုက်အောင်မြန်မာပြည်ဒီလောက်ဒီအခွန်မန်းကြံနေတာမင်းကတရုတ်ကိုအပြစ်မတင်ဘူးလို့နေတယ်မြန်မာနိုင်ငံမှာအိတ်ကြဲချင်းခုတ်နေတဲ့အချိန်မှာကြောက်စိမ့်နဲ့ဒီကောင်နေသေးသွားတာပဲရွှေပြရွှေနဲ့ပတ်သက်တဲ့မြေကြီးတွေလည်းတည့်သွားတာပဲရှားပါးမြေတွေလည်းတည့်သွားတာပဲဟမ် တယောက်ကို အပြစ်မတင်ပါနေနဲ့ဆိုတဲ့ကောင်ဟမ်မင်းတယောက်စီမှာမင်းကျွန်သွားခံလိုက်ပေါ့ဟမ်တယောက်ကိုအပြစ်မတင်ပါနဲ့တယောက်ကိုအပြစ်မတင်ပါနဲ့ဆိုတော့တယောက်ကမင်းပထွေးမလို့အပြစ်မတင်ရမှာလားဟမ်တယောက်မြန်မာနိုင်ငံမှာကောင်းတာဘာရှိလဲအဲ့ဒါမှပြောနဲ့နိုင်ငံတကာမှာတယောက်ကကောင်းတာဘာလုပ်ပေးတယ်လဲ နိုင်ငံတကာနဲ့ဘာပြောမလဲကဘာကြီးမှာတရုတ်ကောင်းတာဘာလို့ပေးလဲဟင်အုံနောက်တသေးလေးနဲ့လာမမှန်းနဲ့အုံနောက်တသေးလေးလာမမှန်းနဲ့မင်းတို့အုံနောက်တဲ့ဖုံမျိုးတိုးတက်ဖို့အတွက်ပြည်သူလူထုစီမှာပြန်သင့်မင်းတို့အုံနောက်တဲ့ဖုံမျိုးဖို့အတွက်တိုင်းသားတွေစီမှာပြန်သင့်သလားတလန်လားတချိုလားမင်းတို့ကွန်မန့်မလိုက်သိတယ်တရုတ်ချင်းတို့ဆက်ဆက်မခံတော့ဘူးအဲ့လိုမျိုးကောင်းနေရသိကြဖို့ကောင်းနေတယ် တရုတ်တရုတ်ကိုအပြစ်မတင်နဲ့တဲ့မြန်မာနိုင်ငံမှာအာဏာသိမ်းခြင်းအစဘယ်ကနေစတာလဲတလားမင်းပထွေတရုတ်ကနေပြီးတော့မှလာတော့တယ်အဲ့ဒီကနေလာပေါ်ပြီးတဲ့နောက်ပိုင်းမှာမင်းအောင်လန်တရုတ်နဲ့တွေ့တယ်မမတ်မိဘူးလားတော့ထမင်းစားတာလားချီစားတာလားဆိုတာအဲ့ဒါကိုမှတ်ထားသဘောပေါက်လားအောက်မှာလာရီးမနေနဲ့မင်းတို့တမိသားစုလို့ပေါင်းအောင်တော့ကြမ်းမပြေဘူး အတိကနိုင်ငံမှာတကဘာလုံးနဲ့ပေါင်းတဲ့အခါမှာလူသားဆံဖို့အရေးကြီးတယ်လူသားဆံဖို့အရေးကြီးတယ်တယောက်တည်းလူသားဆံသလားကချင်ပြည်နယ်ဘုံကျဲလဲသူသူရက်ကြည့်တာပဲမြောက်ပိုင်းညီနောင်မှာရှမ်းပြည်နယ်မြောက်ပိုင်းဘုံကျဲလဲသူသည်ရက်ကြည့်ခဲ့တာပဲဒါပေမဲ့ဒါတော်မှာတယောက်ကုံတယ်ရဲ့အနောက်ကနေချုပ်ကန်ချိုးကန်မှုရှိလို့ ငါတို့ကပြည်ဖြစ်နေအောင် လုံနေတာဘာလို့ပြောတဲ့ကောင်ငါမိကုန်းပြန်ပြေးလိုက်အောင်မယ်မမြတော့တဲ့ခံကိုတက်ပြီးပြည်ရင်းစစ်ခေါ်လာတာဘယ်ကောင်နေလဲမင်းယောက်ျားလားဟမ်မြန်မာနိုင်ငံမှာနေပြီးမမြတော့တဲ့ခံကိုတက်ပြီးတော့ပြည်ရင်းစစ်မွေးလာတာဘယ်အဖွဲ့စည်းလဲမင်းတို့ကဒီအချိန်မှာငါးနှစ်လောက်ပြည်တော့ဒီเจ้าနေမင်းသွားပြီလို့မင်းတို့ကထင်နေတာပေါ့နော်မမြတော့တဲ့ခံကိုတက်ပြီးပြည်ရင်းစစ်မွေးတာဘယ်အဖွဲ့စည်းလဲ ဘယ်ခွေးတောင်သားတွေလဲဟမ်ဘယ်မသားတွေလဲပြောလေဘယ်အောက်တန်းသားတွေလဲပြောမမ်းမြတ်တွတ်ွက်ခံကိုသတ်ပြီးတော့မှာကျောင်းသူလေးမမ်းမြတ်တွတ်ွက်ခံသတ်ပြီးတော့ပြင်းနှွေးစင်မွေးလာတာဘယ်ခွေးတောင်သားတွေလဲဟမ် ဘယ်အောက်တန်းသားတွေလဲဟာ